စာအုပ်အကြောင်းကျမအောင်မေးထားကြတယ်နော်အဲ့တော့ရွှေစုစာအုပ်ဘလို့လဲလို့ကျမလည်းလိုက်လိလာရတဲ့ခါကျတော့စိုင်းလေးတော်တော်များများမှာရွှေစုစာအုပ်ဆိုတဲ့ဟာမျိုးလေးတွေစိုင်းသေးသေးလေးကနေစိုင်းကြီးကြီးနောက်တစ်ခါရက်ွက်ထဲအဆင့်လေးတွေကအလောက်ထိကိုကျမတွေ့တယ်ပေါ့နော်နီးစက်ရောင်လေးတွေမှာရွှေစုစာအုပ်ဆိုတာတော်တော်ခေစားနေရတဲ့တူပါတယ်ကျမတော့တိတ်တတိမထားမိလို့အခုမှလာမေးတဲ့သူတွေများလို့မလို့မှကျမလိုက်ကြည့်ရတာနော်ကျမထဲမှာမတက်တော့ကျမမသိဘူး ဲ့တော့ဒေါက်တာမြန်မြားဆိုင်လေးတွေမှာလည်းရွှေစွစ်စာအုပ်ဆိုပြီးတော့မှစာအုပ်ကလေးတွေနဲ့သူတို့လေးတွေလောက်ကြတယ်ဆိုတော့အဲကျွန်မထင်တာတော့2022လောက်မှာ2020လာဖို့ရင်လည်းလောကပါယူလာခဲ့အောင်နဲ့အဲ့ဒီတွေ့သိလားမဆင်အောင်ဟိုပါမဆင်အောင်လုပ်ပြတယ်မောချစ်စုဥစရာအဲ့လိုတွေအဲ့လိုတွေဖြစ်ကုန်ပြီကျွန်မတော့နော်အမလီအဲ့ဒါ350ကျောင်းနဲ့ရှော့ပြီးခဲ့ဟုတ်တယ်အဲယူလာပြားတဲ့ဒီမှာဟုတ်ဟုတ်ယူလာပြားမယ်မှာဆရာ ဲ့တော့လေအဲ့လိုလေးတွေတွေ့တယ်ပေါ့နော်ဆိုတော့ကျမတို့ဟိုးစောစောပိုင်းနေကอืมအောင်တမာနီမှာဂျာရှိစုစာအုပ်ကလေးလောက်တာ2010ကြော်ကြော်လောက်ကလေးလောက်နေရသူတို့စတာနဲ့တူတယ်เนาะဆိုတော့ကျမတို့ဘာလေးအကြံပြုကြလဲဆိုတော့မူရင်းရည်ရွယ်ချက်ကောင်းပါလေရွှေစုစာအုပ်ဆိုတဲ့ဟာလေးอ่ะလीเนาะဆိုတော့ကျမတို့တွေကရွှေပေါ့လေးတဘောကလက်ထဲမှာပတ်စံလေးနည်းနည်းလေးရှိတယ်ဆိုရင်အခုဆိုရင်ရွှေတစ်ပဲက၄သိန်းเนาะ ရှူတပဲခမန်းကြီးခမန်းကြီးလေးသိန်းခွဲလောက်ရှိမှာပေါ့เนาะ15ပဲအခောက်ပြီဆိုလို့ရှိရင်ထားပါတော့လေးသိန်းခွဲပေါ့လေးသိန်းခွဲဆိုရင်တပဲကိုလေးသိန်းခွဲဆိုရင်အစား၈ဆိုရင်တရွေးကို9600လောက်ကြတယ်အဲ့တော့ကျမတို့ကရွှေတပဲလုံးကြီးကိုမတက်နိုင်ဘူးတရွေးစု၂ရွေးစုနဲ့ဒီလိုမျိုးလေးတွေစုမယ်ဆိုရင်ပတ်စံလေး9600လောက်ပို့တယ်ဆိုရင်အဲဝယ်စုထားလိုက်ပတ်စံလေး9600လောက်ပို့တယ်ဆိုရင်ဝယ်စုထားလိုက်ဆိုပြီးပတ်စံလေးတော့တော့အပ်ထားပြီးတော့ကျမတို့ကပစ္စည်းတော့လက်ရောက်မယူရဘူး ဒီစာအုပ်ကလေးထဲမှာကျမတို့ဘန်မာလိုမျိုးပဲသူကရက်ဆွဲလေးရယ်ဇင်းနှုံးလေးရယ်ကျမတို့ရွှေလေးချိန်လေးရယ်ကိုသူကဖြည့်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 ပြီးတော့มาသွားမယ်ပေါ့ဥပမာကိုက အဲတရွေးစုနဲ့ရွေးစုနဲ့ကိုက၄ဘဲလောက်ဖြစ်လို့မှယူခြင်းနေဆိုရင်တို့ထုတ်ပေးမှာပေါ့၄ဘဲเนาะဟဲ၅ဘဲလောက်ဖြစ်တော့ယူခြင်းပြီးဆိုရင်ဒီညမှာဖြတ်ချပြီးထုတ်ပေးမှာပေါ့ပစ္စည်းလက်ရောက်လိုခြင်းနေဆိုလို့ရှိရင်เนาะဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးထက်ပြီးတော့မှဟိုမှာ၅ချက်သား10သားတိထက်စုခြင်းနေဆိုလဲစုပေါ့ကိုနိုင်တဲ့လောက်ပေါ့ဥမာတောင်းကနန်းတတ်နိုင်နေသူကလဲတောင်းကနန်းသိန်းကနန်းတတ်နိုင်နေသူကလဲသိန်းကနန်း10ကနန်းတတ်နိုင်နေသူကလဲ10ကနန်းပေါ့ဆိုတော့ဒါကတော့တစ်ဖက်ကနေကြည့်ရဆိုရင်မှန်မှန်ကန်ကန်နဲ့အခြေအနေမှာအင်မတန်ကောင်းနေတယ် မှန်မှန်ကန်ကန်တဲ့အခြေအနေမှာအင်မတန်ကောင်းနေဒါကတော့ကျမအမြဲတမ်းပြောသလိုမူလရည်ရွယ်ချက်တွေကအရင်ကောင်းနေအဲ့ဒီတော့ဟုတ်ပြီလူတွေကစုကြမယ်ဆိုပြီးတော့မှစုတယ်ကျမတို့ကပတ်စံသွားပေးထားလိုက်ရတာကျမတို့ကိုစာအုပ်ကလေးထဲမှာပြန်ပြီးတော့မှအမှတ်ပေးလိုက်တာကျမတို့ဘန်မှာပတ်စံသွားအပ်တယ်လို့မျိုးပေါ့နော်ဘန်မှာပတ်စံသွားအပ်တော့ကျမတို့ဘန်တွေလည်းဘာဖြစ်လဲအလင်းတင်တယ်လို့ဘာညာတာရကဆိုကျမတို့လွယ်လွယ်ကူကူထုတ်လို့မရတာတွေဘာမျိုးတွေဖြစ်တယ်ဒါနိုင်ငံအဆင့်ဘန်တွေမှာတော့မှအဲ့လိုမျိုးလေးဖြစ်သွားတယ်ဆိုရင် ျမတို့ဒီဆိုင်လေးမှာသွားပြီးတော့မှအပ်တယ်သူတဘာစီမှာကျမတို့ကသွားပြီးတော့မှကိုယ့်ရဲ့ငွေကိုကြိုပြီးတော့မှအပ်ထားမယ်စုထားမယ်ပေါ့စုထားပြီးတော့မှရွှေစည်းကတော့ fix ဖြစ်တာပေါ့နော်ဆိုတော့ရွှေစည်းကတော့တက်ချင်လဲတက်သွားမယ်ကြချင်လဲတက်ကြသွားမယ်တက်ချင်းကြချင်ကတော့မိမိကံနဲ့ကျမတို့ကဒီဆိုင်လေးမှာသွားသွားပြီးတော့မှကျမတို့ကပတ်စံလေးရရင်ဒီဆောင်အုပ်ကလေးထဲမှာသွားသွားပြီးစုထားမယ်ကိုလိုချင်တဲ့အချိန်အတိုင်းအတာထိပေါ့နော်ဆိုတော့အာကောင်းပါတယ်စုဖြစ်တာပေါ့ နော်ဆွေပြစ်တာပေါ့ကိုဥပမာ9 9000 6000 6000မဲထားအဲဟေးငါတို့ဟော့ပေါ့သွားစားရင်တော့အဲ့လောက်ကနေဟော့ပေါ့မစားတော့ဘူးရွှေတရွေးလေးဆုလိုက်မယ်ကောင်းတယ်နော်ဒါပေမဲ့ကျမတို့ကပစ္စည်းလမ်းရောက်ယူထားတာမဟုတ်ဘူးကျမတို့စီမှာ evidence ဒီစာအုပ်ထဲကကိန်းကနန်းပဲရှိတယ်အဲ့တော့ကျမတို့ဘန်ဒီမှာငွေစုထားတယ်လို့မျိုးပေါ့နော်ဟေးထုတ်လို့မရတော့တနည်း30သိန်းပဲဆိုလဲကျမတို့30သိန်းပဲရတာလीသိန်းတရာပဲဆိုလဲကျမတို့သိန်းတရာပဲရတာလीဒီလိုဖြစ်စဉ်ဖြစ်ရမျိုးလေးတွေကိုလဲကျမတို့ခေါင်းထဲမှာထည့်စဉ်းစားထားဖို့လိုတယ်ဒါက ခုနကကောင်းနေဆိုတဲ့ဟာကနေအားသာချက်ကြီးပဲဆိုတာတဲ့ကျွန်တော်တို့ကအားနည်းချက်ကိုလည်းစဉ်းစားဖို့လိုတယ်မိမိပိုင်ဥစ္စာကိုသူများစီမှာအံ့နံရမှာလीဆိုတော့အဲ့တော့ဟုတ်ပြီဒါဆိုရင်ဘယ်လိုနေရာမျိုးမှာစုတင်တယ်လဲစုတော့စုတင်တယ်ဘယ်လိုမျိုးမှာစုတင်တယ်လဲဆိုနာမည်ရှိပြီးသားမှန်ကန်တဲ့နေရာဒီမှာပဲစုတင်တယ်နာမည်ကြီးဆိုင်နေပေါ့ ်နော်တကယ်ကို အမခံချက်အပြည့်အဝရှိတဲ့ဆိုင်နေပေါ့ဒီလိုမျိုးမှာပဲစုတင်နေရက်ွက်ထင်းကဒီလိုမျိုးအမခံချက်မရှိတဲ့သူတွေရဲ့လောက်တာမျိုးတွေစီမာတော့မစုဖို့ကိုကျွန်မကအကြံပြုတယ်နော်ဆိုတော့ရည်ရွယ်ချက်လဲကောင်းနေစုလဲစုဖြစ်တယ်ဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့စုနေတဲ့သူတွေဟာကိန်းကနန်းနဲ့ဒီကျဲမှာပဲရှိနေမယ်ကျွန်တော်တို့ပစ္စည်းလက်ရောက်မရတာဘူး ဲ့တော့ဆိုင်းနီကလည်းပြောတယ်စူပစ်စီစဉ်လို့လုတ်ပေးတာပေါ့အဲဒီလိုလေးပြောတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီဘက်ကလည်းစဉ်းစားစရာရှိတယ်ဒါဆိုတို့ကငါတို့ကိုဘာဖြစ်လို့လုတ်ပေးတာလဲဆိုတော့ကျွန်မအရင်တော့ကတော့စာအုပ်ဖိုးလေးတွေပါလေးတွေကောက်တာလေးတွေတွေ့တယ်အခုနောက်ပိုင်းတော့မပြောတတ်ဘူးဒါလေးတွေကတော့ free FOC ဖြစ်သလားမဖြစ်သလားမသိဘူးเนาะဟိုအရင်တော့ကတော့နာမည်ကြီးဆိုင်နေကစာအုပ်ဖိုးတို့သုံးတောင်တို့ဘာတို့ညာတို့ဒီလိုလေးကောက်တာလေးတွေတွေ့တာလေးတွေရှိရှိတာလေးတွေတွေ့တယ်ဒီလိုဒီ charges တွေရှိရပေါ့เนาะနောက်တစ်ခါဘာဖြစ်တယ်လဲဆိုလို့ရှိရင် တို့ကလည်းဘာဖြစ်လို့လုတ်ပေးနိုင်တယ်လဲဆိုရင်ပစ္စည်းလမ်းရောက်မပင်းရအောင်ဥပမာတစ်ယောက်တည်းနှစ်ယောက်တည်းဆိုရင်တော့မသိတာပဲနိုင်ငံနဲ့ချီပြီးတော့မှနာမည်ကြီးရင်ကြီးတယ်လို့ဒီလိုမျိုးစုတဲ့သူတွေများတယ်ဆိုရင် သူတို့ကလည်းကျမခုနကပြောသလိုပေါ့ပစ္စည်းလက်ရောက်မပေးထားရသေးဘူးသူတို့မှကျန်တဲ့ဟာကိုဒီပတ်စံနဲ့သူတို့လှည့်ပြီးတော့မှသုံးလို့ရတယ်ဒီအကျိုးမြတ်ကလေးတော့သူတို့မှရှိတယ်ဒါပေမဲ့သူတို့လည်း risk တော့ယူရတယ်ဘာဖြစ်လို့လဲဆိုတော့ရွှေစည်းဒီအတက်အကျရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရွှေစည်းအတက်အကျနှုံးကိုကာမိတဲ့ other business another business ဆိုလို့ရှိရင်တော့သူတို့လည်း kait တယ် နော်အဲ့တော့စုတဲ့သူတွေကလည်းအခုကတော့အရန်ခစ်စားနေတယ်လို့ကျွန်မလိုက်ကြည့်တော့မှကျွန်မကိုမေးတယ်မေးခွန်းများတဲ့မေးခွန်းနေအရန်များတော့မှကျွန်မလိုက်လိလာကြည့်တော့မှခြေစုစာအုပ်ဆိုတဲ့ကိစ္စတွေကိုတော်တော်များများလေးမှတွေ့နေရတယ်ဆိုတော့မှန်ကန်တဲ့နေရာအာမကန်ချက်ရှိတဲ့နေရာနာမည်ရှိတဲ့နေရာကို့အတွက်အာယုံကြည်စိတ်ချရတဲ့နေရာ မျိုးမှာပင်ဝယ်စုတင်တယ် နော်မဟုတ်ဘဲနဲ့အာဒီတိုင်းနဲ့သူများရောင်လို့ရောင်သူများဆွဲလို့ဆွဲဘာမှန်းမသိဘယ်သူမှန်းမသိဘယ်ကမှန်းမသိဘာအာမခံချက်မှမရှိဘဲနဲ့ရိုးရိုးဒီတိုင်းအဆင့်လောက်တင်မှာတော့မလုတ်တဲ့မူးနော်ဆိုတော့ကိုနေပုံကိုရေးရရင်းနီလို့အာမခံချက်ရှိလို့ဆိုရင်တမျိုးပေါ့နော်အဲ့တော့နာမည်ကြီးဆိုင်နေမှာကျမတို့ဒီလိုတွေလည်းတွေ့တယ်ကျမတို့တော်တော်များများနေရာလေးတွေမှာတွေ့တယ်ဆိုတော့မိမိလုံမဲ့ဆိုင်မိမိစုမဲ့ဆိုင်ရဲ့ဒါကျမတို့တမိုင်းကိုလည်း လေ့လာဖို့လိုတယ်เนาะလေ့လာပြီးတော့မှဒါအမကန်ချက်ရှိရင်ခိုင်းပါတယ်เนาะအမှန်ကန်မှုရှိရဲဆိုရင်တော့စုတင်တယ်ဘာဖြစ်လို့လဲဆိုတော့အဖက်တင်တယ် နော်အဖက်တင်နေဒီလိုနဲ့ပဲတရွေတပဲတကြက်တစ်သားဒီလိုလေးနဲ့ပဲစုသွားရမှာပေါ့နော်စုဖြစ်တာပေါ့နီးစနစ်လေးကအရန်ကောင်းပါတယ်နော်အရန်ကောင်းပါတယ်နီးစနစ်လေးဒါပေမဲ့မှန်ကန်ဖို့လိုတယ်နောက်တစ်ခါဒီပေါ်မှာပလီးတဲ့သူတွေလိန်တဲ့သူတွေညာတဲ့သူတွေမပေါ်လာဖို့လိုတယ်ဒါကြောင့်ပြည်သူတွေကအားနေချက်အားသာချက်ကိုတည်ထားဖို့လိုတယ်နော်အဲ့တော့ကျွန်တော်တို့ကရွှေရတော့စုလိုက်တယ်တပွား360ဈေးနဲ့ကျွန်တော်တို့ကရွှေတပဲစုလိုက်တယ်ဆိုပါစို့ ဲ့တော့နောက်တစ်ခါသိန်း65သိန်းနဲ့ရွှေတပည့်စုတယ်ဆိုပါစို့အဲကျွန်တော်တို့ကအဲ80နဲ့ရွှေတပည့်စုတယ်ဆိုပါစို့အဲ့လိုမျိုးနဲ့ရွှေဈေးပေါင်းမြောင်များစွာကျွန်တော်တို့ ਨੇ စုလိုက်တဲ့ဟာတွေဒီရွှေတွေအကုန်လုံးပေါင်းလိုက်လို့ကျွန်တော်တို့ကတစ်ချက်သားဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ကလည်းငွေတွေအကုန်လုံးကိုပြန်ပေါင်းချလိုက်ရမယ်ငွေရင်းအကောင်လုံးကိုပေါင်းလိုက်လို့ကျမတို့က68သိန်းဖြစ်တယ်။အဲဒီဘက်ကတစ်ချက်သားဖြစ်တယ်ဆိုဒါဆိုရင်ကျမတို့ရဲ့ဟာဒီ average ငါတို့68သိန်းဈေးကိုတွားကြနေတယ်။ average ငါတို့ဈေးသည်68သိန်းကိုသွားကြနေတယ်အဲ့တော့မိမိစုထားတဲ့ငွေအမောင့်ကိုပေါင်းမယ်မိမိစုထားတဲ့ရွှေရဲ့အလေးချိန်ကိုပေါင်းမယ်ပြီးရင်စားချလိုက်ရင်ရွှေဈေးဘလောက်ဆိုတဲ့တန်းကိုသွားလိုက်မယ်နော်ဒါဆိုရင်ကိုပြန်ရောင်းချင်တဲ့အချိန်မှာရွှေဈေးဘလောက်ဆိုရင်ကိုမြက်မလဲရွှေဈေးဘလောက်ဆိုရင်ကိုရှုံးမလဲလို့ကိုဒီလိုလေးတွက်လို့ရတယ်အဲ့တော့ကျွန်မအကြံဉာဏ်ပေးချင်တာတော့ခိုင်မာတဲ့နေရာမှန်ကန်တဲ့နေရာတွေမှာပဲစုသင့်တယ် နော်ခုနလိုပေါ့မယုံကြည်ရတဲ့နေရာစိတ်မချရတဲ့နေရာမျိုးတွေမှာတော့မစုသင့်ဘူးဘာကြောင့်လဲဆိုတော့ပစ္စည်းလက်ရောက်ရထားတာမဟုတ်ဘူးဒီစာအုပ်လေးရဲ့ evidence တခုပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာပေါ်မှာဘလောက်ခိုင်မာမှုရှိသလဲဆိုတာကတော့ကျွန်တော်တို့ဘန်ဒီမှာငွေအပ်တဲ့ဖြစ်စဉ်တွေကိုကြည့်လို့ရှိရင်ဒါစဉ်းစားလို့ရသွားလိမ့်မယ်ဒါကြောင့်မလို့အတိနဲ့တတိနဲ့ရှင်ပြီးတော့မှစူဆောင်းကြဖို့ကိုကျွန်မကဒီနေရာကနေတိုက်တွန်းနေ အကောင်လုံးဒီပုံစံအားဖြင့်ကတော့အရန်ကောင်းနေစုတင်နေဒါပေမဲ့စစ်မှန်တဲ့နေရာမှန်ကန်တဲ့နေရာစိတ်ချရတဲ့နေရာမှာရွေးချယ်ပြီးတော့မှစုတင်နေဒါလို့ဆိုရင်နားလေပြီလို့မျှော်လင့်နေနော်မရှင်းတာရှိသေးလားမရှင်းတာရှင်းမေးလို့ရပါတယ်နော်မရှင်းတာရှင်းမေးပါနော် cho trên bí lại mình thì là bù lại nó xin này nó, mà xin nào xin đi làm gì nó, mấy giờ nào xí là? တန်လေးကောင်းကောင်းလေးလှလောင်လေးယူကြပါရလာတယ်အားပေးကြပါဦးနေ့တင်မဆပြီးမင်္ဂလာလေးရှိပါစေဟမ်ဒီရှာရီအတောင်းလိုက်ကြနေပြီပြန်လည်းမပြောဘူးချက်လောက်နေ ုတူကျွန်တော်လှုပ်လိုက်ပါမယ်ရှင်နေတော့ตาတော့มาซื้อดิซิลูกตุ๊ดๆๆเนี่ยตะคานนี่คุณน่ะแลน้าท่องขึ้นเลยเนี่ยเนาะแลไปပြောเนี่ยดิจีมาลุบไปไล่ปาเมซินจีมาลุบไปไล่ปาเมซินจีมาลุบไปไล่ปาเมซินมีဆိုလဲမမင်းရှင်းလားဆိုလဲမရှင်းပြောလာတန်တန်လေးကောင်းကောင်းလေးလှလာလေးပဲငါတို့ဒါလေးနည်းနည်းကစ်ကြအောင် โอเคจ้ะดาลูเนเน่พอกละมั้ยเนาะเจ๊ซุติมมาเออเจ๊ซุติมมาเลยติเซ่เซ่งเหย็ดตัวติเซ่เซ่งเหย็ดตัวพี่ติเซ่อ่ะอ้าจุ่มาเด็ดดิเนရှင်းပြတာတန်တန်လေးကောင်းကောင်းလေးလှလှလေးနေကြီးပဲဝေယူသူများအစာပေါင်းများများစွာရောင်းပါပါစေနေတိုင်းရောင်းပါလေတိုးပါစေပြန်မီးစရာမလိုအောင်ထိရှင်းနေပါပြီမသိရေအရန်လေးเจ๊ซุติมมาတယ်တဲ့အဲလိုအဲ့လိုလေးဖတ်ချင်တာလीအင်း ပြန်လန်ပေါ့နော်အဲ့ဒါမှကျမလည်းရှင်းပြရတာလေအားရတာနော်အားရတာအဲ့ဒါမှမဟုတ်ရင်အားမရဘူးလေဩဘယ်လိုလဲမသိဘူးငါရှင်းပြတာတွေဟိုအပိုတွေဖြစ်နေသလားဆိုပြီးတော့မှကိုကလေအားမရဘူးပေါ့နော်ဟဲ့နင်လေးအာမီတန်နေပါလေရလာလို့ရှင် အာမီတောင်စားငန်စီစိန်ကြီးတောင်ကောင်းနေတဲ့အာမီတောင်စားငန်စီတင်ရတယ်တဲ့စစ်တကထုတ်တဲ့ဟာလေဩစစ်တကထုတ်တဲ့အာမီတောင်လေအန်ဒီထွေးစားငန်စီတဲ့စားငန်ဒီစားငန်ဒီစားငန်ဒီ၃လေးလုံးနဲ့ထည့်ပြပြီးစိန်ထားလိုက်တယ်တရက်နှစ်ရက်တရက်လောက်စိန်ထားပြီးနောက်နေ့တောင်ကောင်းနေတဲ့သိလားငငယ်ကဆိုရင်မိုးမိလာရင်အဲအာမီရန်အာမီရန်1 pack လေအဲ့လိုကြောင်ကြောင်အဲ့အာမီရန်ကပြန်လာလား 哎，现在看阿米人，别忙，喂路没有？没有。好啦，现在看抽嘛。哎啦哎啦，阿米人哦，对啦，乌镇阳，阿米人三眼是神道的，乌镇阳高来的。阿公高呢，乌镇阳呢啊？我就是，你没来呢？哎，没跟大比，哎，咱俩不，哎，文静不皮的不。 အဲ့ဒါဝင်ကြီးဝင်ကြီးလိုင်းမဟုတ်ဘူးဝင်ကြီးကိုနေရဝင်ကြီးကဥစရာဘာကောင်းမှန်းကိုမသိတော့ဘူးဝင်ကြီးကကိုလုံးတဲ့အလုပ်ကိုတေချာတည်ချမ်းနားလည်ပြီး professional ဆန်နဲ့ညဝင်မှုအတွက်ကျေးဇူးပါတဲ့

မီဒီယာကောင်းတယ်ပင်ထောက်ပေးထားတာဟမ်အေးဟမ်အမ်မတင်မမတင်ရှင်းပြတာကောင်းတယ်တဲ့စိတ်ချရတဲ့ဆိုင်တော့ရွေးချယ်သင့်တယ်နော်တဲ့အဲ့ဒါပြောအောင်လीစိတ်မချရရင်တော့စီပုံးဖြစ်မှာသိလားဒါပေမဲ့အိမ်ခံရတဲ့ဆိုင်သေးတွေလည်းလုပ်ကြတယ်ဟုတ်အဲ့လိုငွေသူတို့ဘက်ကလည်းဘာဖြစ်တယ်လဲဆိုတော့လीအ ဟိုဥစားပေါ့ဟင်นี่ว่าพ่อพ่อတော့พ่อ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 มีดีด้วยพ่อตะมีจ๋าอัตตชี้ซอดิพ่อพ่อตะมีอ่ะที่เตเลียมใจเออดังแน่เลยอะห่าไม้ดิคนไหนอ่ะตอนนี้พ่อนี่บลูคอมเลยตรุบักก็เลยปิสิไล่หยอกไม่ไปท่าอ่ะทีတော့ดีย่าได้งวยเนี่ยตรุอ่ะเลยเออตรุอะยินนี้ป่อดีหวยเนี่ยตะนงแท้ตาเนี่ยอินเวสเตอร์คุกๆมาตรุ invest လုပ်လို့ရတာပေါ့နော်သူတို့လည်းလေပတ်လို့ရတာပေါ့အဲ့လိုမျိုးပေါ့အဲနှစ်ဦးနှစ်ဖက်အကျိုးကတော့အဲ့လိုအကျိုးလေးပေါ့နော်အဲ့တော့တခါလေကြလည်းကျမတချို့ဆိုင်လေးတွေတွေ့တယ်ဒါတော့ဝင်လုစုစည်ခြင်းနဲ့စေတနာနဲ့လုပ်ပေးတာအဲ့လိုမျိုးတော့အလောက်တော့လည်းမယိုးစင်းပါဘူးနော်စုစည်ခြင်းနဲ့စေတနာနဲ့မလို့အနည်းနာခံပြီးလုပ်ပေးကျမခုနပြောသလိုအဲ့လိုစကားလုံးမျိုးကတော့မဟုတ်ဘူးနော်စူးစီခြင်းနဲ့စေတနာနဲ့မလို့အလုံးရှုပ်ခံပြီးတော့မှလုပ်ပေးတယ်ဆိုတော့စကလုံးကတော့မဟုတ်ဘူးသူတို့ကလည်းဒီစုတဲ့သူတွေရဲ့ပတ်စံကိုဒီရွှေ တန်နှောင်းထက် ကာဗာဖြစ်တဲ့ another business တခုခုပေါ့မှာ invest လုပ်လို့ရတယ်ငွေလုံးဝင်ရင်းလိုက်နော်ဆိုတော့ဒီလူတွေယူတဲ့အချိန်ကြတော့မှပြန်ပြီးတော့မှဒီရွှေကိုပြန်ပြီးထုတ်ပေးရတာဒီရွှေထက်တာတဲ့ခုနလိုပေါ့လုပ်ငန်းတခုခုမှာ invest လုပ်လို့ရတယ်အဲ့တော့ကိုင်းကျုံးမီကျုံးကိုင်းမီဒါကတော့အကျိုးရှိကြတဲ့ကိစ္စပါနော်ဆိုတော့ခုနလိုပေါ့တချို့ဆိုင်ရှင်တွေကလည်းနည်းနည်းလေးစကလုံးလေးတွေကရှိတယ်အမလီတသက်မဲ့လှုပ်ရှုပ်ခံပြီးတော့မှလုပ်ပေးတာ စူးစေးကြံလို့နင်တို့ရွှေဖြစ်အောင်လို့မလို့ဆိုတာဒါကတော့မဟုတ်ဘူးအဲ့လိုကတော့မဟုတ်ဘူးเนาะအဲ့လိုကတော့မဟုတ်ဘူးဒါကတော့လေအဲ့လိုကတော့မပြောတင်ဘူးပေါ့เนาะအဲဟိုဒါကလေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုမျိုးတွေစုတဲ့သူတွေအများကြီးဆိုလို့ရှိရင်ကိုကပစ္စည်းလက်ရောက်မပေးထားရသေးပဲနဲ့ဟုတ်လားရွှေတဘောကရွှေတပဲ၁၀ရောက်စုတယ်ဆိုလို့ရှိရင်ရွှေ၁၀ပဲစာကိုပတ်ဆိုင်ရမယ်လေပစ္စည်းလက်ရောက်မပေးရအောင်ရွှေ30သာစုရတဲ့သူရောက်တယ်ဆိုရင်ရွှေ30သာပတ်စံကိုစီရောက်မယ်လေ ကိုကပစ္စည်းလက်ရောက်မပေးရဘူးလေဟုတ်လားကိုလင်းလဲတယ်လို့ဒီဟာကိုခုနကရွှေစင်းလုံးတက်တာထန်ကာမိတဲ့ဟာမျိုးကိုလင်းလဲတယ်လို့လှုပ်ရှားလို့ရတယ်လေဟုတ်တယ်လားဆိုတော့ပြီးတော့သူယူတဲ့ချိန်ကြလို့ရှိရင်လေခုနလိုပေါ့ရွှေ30သားနှုန်းပတ်စံတော့ကိုစီရောက်တယ်ဒီ30သားလူတွေအကုန်လုံးကပြန်မယူကြသေးဘူးအဲ तू က50သား तू က तू က30သား तू ကခွဲပြီးတော့မှယူကြတာဆိုရင်ပတ်စံလည်းတစ်လုံးတစ်ခဲတည်းပြန်မထွက်ဘူးပေါ့ရွှေလည်းတစ်လုံးတစ်ခဲတည်းပြန်ဒီလိုမျိုးလေးပေါ့အကျိုးလေးတွေကတော့ဒီလိုလေးတွေရှိတယ်เนาะအဲ့လိုလေးတွေပေါ့ ဟိုဥစားဟိုဖြစ်တယ်ရန်ကြီးတော့ခုနလိုပေါ့စေတနာမြတ်တာအလျောက်တော့လည်းမဟုတ်ပါဘူးเนาะဒါပေမဲ့ကောင်းပါတယ်လှုပ်ပေးတဲ့သူရှိတော့လေကောင်းပါတယ်အဲဒါပေမဲ့မှန်ကန်တဲ့နေရာတော့ဖြစ်ဖို့လိုတယ်နော်မှန်မှန်ကန်ကန်လုပ်ပေးတဲ့သူစီမှာသွားလို့မဟုတ်လို့လားစမုံရေးစက်ချလို့ပြီးပါပြီဆိုပြီးတော့လေအဲ့ဒါနော်စီပုံစီပုံအဲ့ဒါနော်စီပုံဖြစ်မယ်မှန်ကန်တဲ့နေရာမှာတော့လုပ်မှန်မှန်ကန်တဲ့နေရာမှာဆိုရင်တော့စီပုံဖြစ်မယ် ရွှေစုစာအုပ်မစုပဲတခြားအရင်းဒီတစ်ခုလုပ်ရင်ရောပိုတင့်တော့ဒါကတော့ခုနလိုလေရွှေစုတယ်ဆိုတာကတော့ကျမတို့ကကာလရှည်ကြတော့မှအကျိုးအမျက်ရှိမှာလေတခြားအရင်းဒီတစ်ခုဆိုတာကတော့ဒါကတော့မိမိရဲ့ဘဝနဲ့မိမိရဲ့ business ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒါကတော့မပြောတတ်ဘူးပေါ့နော်ရွှေစုတယ်ဆိုတာကကျမတို့ကပိုတဲ့ငွေကိုစုကြတာမိမိရဲ့ business အတွက်ကမိမိပါမိမိဝင်ငွေပုံမှန်ဝင်ငွေရလန်းကတော့ရှိနေရမှာလေအဲ့ပုံဝင် ပုံမှန်ဝင်ငွေရလန်းကနေပိုတဲ့ပတ်စံကိုကျမတို့ကရွှေစုတာလေ ဟုတ်တယ်လားအဲ့တော့ရွှေစုစာအောင်မလုပ်ဘဲနဲ့ကျန်တဲ့စီးပွားရေးလုပ်ရင်ပေါ့ဆိုတော့ဒါကတော့မိမိရဲ့အတက်မွေးဝမ်းကြောင်းရဲ့မိမိရဲ့ business နဲ့မိမိရဲ့ situation ပေါ်မှာပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကဒါကြတော့မပြောပြတတ်ဘူးနော်အဲ့တော့ဟိုဘက်က page မှာကျွန်မ Elmondin ရွှေဆန်အိမ်မှာ တင်ပေးထားမယ်ညကျရင် post တက်လာလိမ့်မယ်เนาะအဲ့မှာသွားပြီးတေချာထက်နားထောင်ကြည့်ကြည့်ပေါ့เนาะ live ကကြတော့ရှိတယ်ဆိုရင်လေအဲ့မှာတေချာအဲ့မှာကြတော့ကျွန်မဒီ knowledge video တွေအကုန်လုံးက apple page မှာတင်ပေးထားတယ်ဒီဘက် page မှာကြတော့ဟိုဥစားမဖြစ်ဘူးเนาะကျွန်မ live တင်နေရုံးသွားမှာဆိုလို့လေခြွေကြွေထားရင်အောင်ကြိုက်တယ်เนาะမာတဲ့သူတို့ကကြာချိန်နဲ့တွတ်ထားပြီးသားနေမယ်ဒီလုံးပြောအဲ့ဒါကြောင့်မလို့ကျွန်မပြောပါလေ ်သူကသူသူကကျွန်မပြောပြမယ်လေရွှေကကျွန်မတို့အဲ့လိုဆုလိုက်တယ်သူကတစ်ချက်သားသူကနှစ်ချက်သားသူကသုံးချက်သားစသဖြင့်ဆုလိုက်လို့ကိုယ့်လက်ထဲကိုဝင်လာတဲ့ဟာဒီရွှေ20သားဘိုးပဲဝင်လာအောင်ရွှေ20သားဘိုးဝင်လာတယ်ဆိုရင်ကျွန်မတို့ကရွှေ20သားဒီပတ်စံ3500ရှိတယ်1500ကိုသူလဲတယ်လို့တစ်ဖက်မှာလှူစားလို့ရတယ်ဒီ1900ဆုလိုက်တဲ့ရွှေသမားတွေကသူတို့ကသူတို့ရဲ့ရည်ရွယ်ချက်ပန်းနိုင်တစ်ခုရှိအောင်မှာသူတို့မယူသေးဘူးလေ မယူသေးဘူးယူတယ်ဆိုရင်လည်းတပြုံလုံးကြီးကတော့အကုန်လုံးကမယူဘူးတယောက်တယောက်ချင်းစီကခွဲပြီးတော့မှယူကြမှာဖြစ်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ကပြန်ပေးရရင်ဒီ1500လုံးကိုတပြုံလုံးပြန်မပေးရဘူးကျမပြောသဘောပေါက်လားအဲ့အတွက်ကြိုက်တယ်လို့ပြောတာပေါ့နော်နှစ်ဦးနှစ်ဖက်ကြိုက်တယ်ပေါ့လေအဲ့လိုအဲ့လိုအဲ့လိုလေးဒါကြောင့်တို့လည်းအလုံးရှုပ်ခံပြီးလုပ်ပေးနိုင်တာပေါ့ဟုတ်လားแก 83တင်းတင်နေပြီနော်မေးထားတဲ့မေးခွန်းဖြေပေးပြီးသွားပြီနော်အတိတတိတော်ရှိဖို့လိုတယ်နော်အတိတတိတော်ရှိဖို့လိုတယ်အကောင်လုံးရှိသမျှလဲပတ်စံချမ်းသာတိုင်းနဲ့မယုံနဲ့ချမ်းသာတဲ့သူတွေကပဲလိမ့်တာညာတော့အပြည့် တရောင်းသားကမလိမ်ဘူးတရောင်းသားကလိမ်ထမင်းမိုးပဲလိမ်တာချမ်းသာတဲ့သူကမှသူများဥစ္စာပြောင်းအောင်လိမ်တာအဲ့ဒါသတိထားနော်ထေးချိုတွေထေးချိုတွေထေးချိုတွေအဲ့ဒါကြက်ကြက်သတိထားဟွန်းကဲ83သိန်းလေးဒီမှာဒါလေး95သိန်းလေးကိုယူအောင်ဒီနဂတ်ကလေးက95သိန်း95သိန်းဒါလေးက ဒါနီးဟာ90နဲ့5သိန်းအလဲ3လုံးစီ GIA အလဲက3လုံးစီ GIA 90နဲ့5သိန်း၃လုံးစီ GIA စိန်တပတ်ပတ်55သိန်းမှာ၃လုံးစီ GIA စိန်တပတ်ပတ်တပတ်မဟုတ်လား၃ပတ်လားခုနလက်စုပ်လေးနဲ့လေအော်အေးဟုတ်တယ်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 တိတိလေးပတ်ထားတာ၃ပတ်၃လုံးစီ GIA စိန်က၃ပတ်သူကဟိုအနိုင်ငယ်လေးရေးထားနှစ်ပတ်နှစ်ပတ်နှစ်ပတ် ဟုတ်လား၃ဘတ်လဲဆိုတာနဲ့ပဲတူတာ။အော်သူက၃ဒီလို၃ဘက်အပြည့်မဟုတ်ဘူး။အောက်ကအပေါ်ကတပတ်ကတော့အပြည့်။အောက်ကဟာဒီလိုဒီလိုအနေအမြင့်လောက်ထားလို့။အနေအမြင့်လောက်ထားလို့။နှစ်ပတ်ခွဲပေါ့ကွာ။ဈားချလိုက်။နှစ်ပတ်ခွဲ။ကဲ။ဈားချလိုက်။အဲ့ရောမှာအဲ့စီပြောလိုက်ပြီးပြီးရော။55သိန်း။ရဲ့လူတန်း။ဦးစရာအမီရန်နဲ့ဆာမစ်ဆန်ကန်ဒီနော်။သူကရမ်မသူကအရင်မှာအမီရန်အတူဆက်ရှိသေးရဟလား။ဟုတ်တယ်။ တူရဲမတော့ဟုတ်လားဦးစင်အောင်အဲရဲမတော့တတ်ဘူးလားသူမေတော်တယ်သိန်းကျိုးလေးရောင်းပြီးလာတယ်ရောင်းပြီးပြီပါသွားပြီဒီမှာနောက်တကုံးရှိတယ် တရာလီသူကကြတော့ရွှေပိုများသွားတယ်145သိန်းသူကရွှေ6ပဲပိုများတယ်စိန်ကအတူတူပဲရွှေ6ပဲပိုများသွားတယ်တကယ်တော့6ပဲပိုများသွားရင်6လေးဒီဆို24 24သိန်းများအမှသူက16သိန်းနဲ့ပိုပိုထားတယ်ဒါလေးလည်းတန်တယ်145သိန်းအေးအရက်ကိုလေးအနေတွေ့ရခံစားလို့မရတာတဲ့ငငယ်တော့တော့တောက်ပါလေတိလားဟိုကြုံကြိုက်တဲ့အချိန်နေဒါမဲ့လေအခုအသက်ကြီးတော့လေအေးကိုကကိုတော့ မူးတဲ့မူးမှာဆိုးတဲ့အခါကျတော့လေအဲ့မူးတဲ့အရာတောင်မကြိုက်တော့ဘူးဒါတစ်ခါလေးကြရင်လေကျောင်းဘန်ကောက်ရောက်ရင်ဘာဆားလဲသိလားယောက်ျားအောင်လေစီးကြောက်ရောက်တဲ့ဆိုင်တွေတွေ့ရင်မာတိမ်လေးပေါ်မှာလစ်နေတယ်လေငါလေးလောက်ကြောက်လားယောက်ျားလေဆော့တော့ဆော့တော့သူ့ကိုလေသိလားသူကလုံးဝဆီလိဆိုလေလုံးဝလေဒီမှာအဘောက်ဆီလိဆက်လို့ဖွာလာတော့သူကမဖွာတော့ဘူး အရင်စစ်လိုက်ဖင်မီကိုတော့အောင်တောက်တဲ့သူကလေအမစစ်လိုက်ဆက်လို့မလို့လေမောင်ဖွာလိုက်ပါဆိုရင်တော့ဟွန်းဟွန်းအဲသူကအဲ့လိုမျိုးအဲသူကသူကစတယ်ကျွန်မကလေစကိုင်းလားကိုင်းလားလုံးလားအဲလဲလဲတက်တက်လေးလောက်လုံးလိုက်မလားတက်လေးလောက်လုံးလိုက်မလားနဲ့သူကကျွန်မကိုစတယ်သိလားအဲစလေတိန်နေပေါ်မှာလွင့်နေတယ်လေငါလေးလို့ဆိုပြီးတော့မှလေအဲ့ဒါအဲ့မခံနိုင်တော့ဘူးအရက်လေလေခံနိုင်တော့ဘူးအဲ့မူးတဲ့တံကိုမခံနိုင်တာဘာဖြစ်လဲဘာဖြစ်လို့လဲ နှစ်တိုင်းတင်ပေးလိုက်နှစ်တိုင်းတိုးပေးလို့ရတယ်ဒီဒါပြည့်တော့မယူတော့ဘူးလားဟုတ်ပါဘူးလက်တိုင်းလက်တိုင်းกว่าလက်တိုင်းငါးတိုင်းတော့မှာဆိုတော့လေ